ထိုင်းဝန်ကြီးချုပ်အန်ဒူတင်ချမ်ပီယာကထိုင်းပြည်သူတွေအသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေအတွက်ကျွေးမီတွေပြန်လည်ပေးဆက်မှုမှာကူညီပေးဖို့အတွက်ထောက်ပံ့ကြေးတွေထုတ်ပေးသွားမယ်လို့စက်တင်ဘာ29ရက်ကကြေညာခဲ့ကြောင်းနီကီအေးရှားကဖော်ပြခဲ့ပါတယ်။အန်ဒူတင်ဟာအရှိတောင်အာရှမှာဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ထိုင်းနိုင်ငံရဲ့စီးပွားရေးကိုပြန်လည်အသက်သွင်းဖို့ချက်ချင်းလှုပ်ဆောင်မဲ့အစီအစဉ်တွေကိုအဓိကထားပြီးလွှတ်တော်မှာကြေညာခဲ့တာဖြစ်ပါတယ်။ အနုတရမူဝါဒတွေအနက်စာဝတ်နေရေးကုန်ကြစိတ်တွေချော့ချရေးအိမ်တော်သူကျွေးမိပြဿနာတွေကိုဖြေရှင်းရေးပြည်ရင်းခီးသွားလာတဲ့လုပ်ငန်းကိုပြန်လည်လုံဆောင်ရေးအမေရိကန်ရဲ့ကုန်တယ်ကုန်တိုးမြင့်မှုတွေအပါအဝင်စီးပွားရေးလုံဆောင်ရေးအစီအစဉ်တွေကိုအလေးထားဖော်ပြခဲ့ပါတယ်ကျွန်တော်တို့အစိုးရအဖွဲ့မှကအချိန်ကတ်သက်ရှိပါတယ်ပြီးတော့ဒီဘတ်ဂျက်ကလည်းအရင်အစိုးရကပြင်ဆင်ထားတာဖြစ်ပါတယ်ကျွန်တော်တို့အစိုးရအဖွဲ့ဟာလူနည်းစုဖြစ်တာကြောင့်နိုင်ငံကရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုချက်ချင်းဖြေရှင်းရပါမယ်လို့အနုတင်ကလွှတ်တော်မှာပြောကြားခဲ့ပါတယ်စီးပွားရေးအစီအစဉ်တွေအနက် အစိုးရဟာထိုင်းပြည်သူတွေကိုဗတ်တသိန်းထက်မပိုတဲ့ချင်းငွေတွေထုတ်ချေးပေးမှဖြစ်ပြီးအသေးစားစီးပွားရေးလုပ်ငန်းတွေအတွက်ဗတ်တသန်းတိချင်းငွေထုတ်ပေးမယ်လို့အန်ဒူတင်ကပြောပါတယ်။စက်တင်ဘာ26ရက်ကလည်းထိုင်းအစိုးရဟာပြည်သူတွေအတွက်ကုန်ကြမ်းစည်းကိုထပ်ဝကြခံပေးမယ်ဗတ်40ဘီလီယံတန်ဖိုးရှိအစီအစဉ်တွေကိုကြေညာခဲ့ပါတယ်။အန်ဒူတင်ရဲ့ဗိုလ်ချုပ်ထိုင်းပါတီဟာအခုလအစောပိုင်းကတည်းကထိုင်းနိုင်ငံမှာပစ္စည်းတွေကိုဝယ်ယူမယ်ဆိုပါကပစ္စည်းတန်ဖိုးရဲ့ထောက်က90ရာခိုင်နှုန်းကိုအစိုးရကစိုက်ပေးမယ့်အစီအစဉ်ကို ပြန်လည်ကျင့်သုံးသွားမယ်လို့အတည်ပြုခဲ့ပါတယ်။ Have had COVID masking ဟုလူသိများတဲ့ဒီအစီအစဉ်ကိုဝန်ကြီးချုပ်ဟောင်းပရာဝတ်ချန်ဟိုချာလက်ထက်2020ပြည်နှစ်ကဗန္ဒာယေးဝန်ကြီးဌာနနဲ့ဗန္ဒာယေးမူဝါဒရုံးတို့ကဥဆောင်ခဲ့တာဖြစ်ပါတယ်။ have had covid masking ရာအစိုးရဟာအသက်18နှစ်ပြည့်ပြီးမှတ်ပုံနဲ့ကန်ဆောင်ထားတဲ့ထိုင်းနိုင်ငံသားတွေအတွက်အစားအစာအချိုရည်နဲ့အခြေခံကုန်ပစ္စည်းတွေကဲ့သို့နေစဉ်မရှိမဖြစ်လိုအပ်တဲ့ကုန်စည်တွေဝယ်ယူရမှာ90ရာခိုင်နှုန်းကိုစိုက်ပေးမှာဖြစ်ပါတယ်။ဒါပေမဲ့တနေ့လျှင်လူတစ်ယောက်စီအတွက် သတ်မှတ်ထားတဲ့နှုန်းထားဘတ်150ဖြစ်ပါတယ်။ဥပမာအနေနဲ့လူတအုပ်ဟာတရက်စာအတွက်ဘတ်300ရောက်ဝယ်ယူမယ်ဆိုပါကအစိုးရကဘတ်150စိုက်ပေးမှဖြစ်ပါတယ်။အစိုးရကတရက်စာအတွက်စိုက်ပေးဖို့သတ်မှတ်ထားတဲ့ဘတ်150ဘူပြည့်သွားချိန်မှာနောက်ထပ်ကုန်ပစ္စည်းတွေကိုဝယ်ယူမယ်ဆိုပါကကိုဖတာငွေရှင်းရမှာဖြစ်ပါတယ်။အနုတင်ရဲ့ကြားပြတ်အစိုးရဘက်ကလာမယ့်နှစ်ဇန်နဝါရီလကုန်ပိုင်းမှာလွှတ်တော်ကိုဖျက်သိမ်းပြီးမတ်လဒါမှမဟုတ်အေဗီလာမှာရွေးကောက်ပွဲပြုလုပ်ဖို့စီစဉ်ထားကြောင်းကြေညာခဲ့ပါတယ်။ လက်ရှိမှာဒီရွေးကောက်ပွဲမှာအနိုင်ရရှိဖို့လူမှုထောက်ခံမှုနှုန်းအများဆုံးရရှိနေတဲ့ပါတီဟာပြည်သူ့ပါတီဖြစ်ပြီးပူဇာတိုင်းပါတီကဒုတိယနေရာမှာရပ်တည်နေပါတယ်။